ော်တို့ pre မှာပေါ့နော်အခြေမောင်းရသွားတရုတ်ဆောင်နေလေ့ကျင့်ကြရတယ်အဲဘယ်လိုဘယ်လိုပုံစံလိုချင်နေဆိုတာ driver ကအဓိကဆုံးဖြတ်တယ်ပေါ့နော်ဆိုတော့လေ့ကျင့်ပြီးတော့တရုတ်ဆောင်ကြရတဲ့အတွက်အာကျွန်တော်တို့အခက်ခဲကြီးကျွန်တော်များများ pre မှာဖြည့်ရှင်းခဲ့တာပေါ့နော်အဲ့တော့ရိုက်ကွဲမှာတော့ဆင်ပြေပါတယ်ဗျာမင်းကဂေးလားကျွန်တော်ရောချဆစ်ဆစ်ကျွန်တော်ကတော့အပြင်မှာကျွန်တော်ဂေးလာမင်းရတော့ကျွန်တော်မဂေးဘူးဆိုတော့ချက်ချင်းဖြေမှာပေါ့ဒါမှမဟုတ်ချက်ချင်းမဖြေရအောင်ဆိုတော့ချက်ချင်းအံ့ဩရသေးရအောင်တို့ character မျိုးမှာအဲ leading role အနေနဲ့တရုတ်ဆောင်ခွင့်ရတယ်၊စူးစမ်းခွင့်ရတဲ့အတွက်လည်းပျော်လဲပျော်တယ်ခြေလက်ကျင်နေပါတယ်။ဒီကားထဲမှာတော့အဓိကကိုဘွားကိုအဲ့လိုပေါ့နော်။အဲဆုံးဖြတ်ပိုင်ခွင့်အသိမရှိတဲ့အဲမိုးစော်ပေါ့။မိုးစော်ဆိုတဲ့ character ကသူကလောကကြီးကြောင်းလည်းဘာမှသိမသိဘူး။အဲသူရဲ့ဘဝချင်းချင်းလေးထဲမှာပဲရှင်သန်နေရတယ်ပေါ့အဲအဲ့လို character ဒါပေမဲ့သူအချစ်နဲ့တွေ့တဲ့အခါမှာ အဲအဲ့လိုပဲပေါ့သူစိတ်ထဲမှာအထီးတွေးကြောင်းအตายလာအချက်ကြောင့်ဖြစ်လာတဲ့ရမတ်ဇောတွေလာမွေခွဲနိုင်တဲ့ character လေးပေါ့မင်းကဂေးလားကျွန်တော်ယောက်ျားဆက်ဆံโอเคကျွန်တော်ရိုက်ရိုက်ခူးခဲ့ဘူးတဲ့ဆက်ကောင်နေနေတော့ကွတ်ထွက်ပါတယ်ကွတ်ထွက်ပါတယ်အများအများကြီးမဟုတ်ရင်တော့တော်တော်လေးကွတ်ထွက်တယ်ပြောလို့ရပါတယ်ဆိုတော့တို့ character မျိုးမှာအဲ leading role အနေနဲ့တရုတ်ဆောင်ခွင့်ရတယ်စ조사ခွင့်ရတဲ့အတွက်လည်းအဲပျော်လဲပျော်တယ်ခြေလက်ကျင်းနေပါတယ်ဆိုတော့အဓိကတော့ driver ကောင်ချဲလူဒီဇက်လေးကိုစပြောလာတဲ့အချိန်မှာတည်းကကျွန်တော်ရိုက်ရှင်တယ်ရိုက်ဖို့လည်းဆုံးဖြတ်ချက်တစ်ခါရဲ့ချမိလိုက်တဲ့ဇက်လို့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်တို့တွေရိုက်ကူးတော့မဲ့အချိန်မှာမှ producer ကလည်းကျွန်တော်တို့နဲ့အတူတူဒီလိုဇလန်းမျိုးကိုရိုက်ဖို့အတွက်ယုံကြည်တယ်။အဲကျွန်တော်တို့ဒီလိုမျိုးအဲ movie genre တွေကိုရိုက်ဖို့အတွက်ယုံကြည်တဲ့ producer နဲ့တွေ့ပြီးတော့ကျွန်တော်ရိုက်ခွင့်ရခဲ့တာပေါ့နော်။ရှိပါတယ်။ဘာလို့လဲဆိုတော့ဒီမှာပါတဲ့ဇက်ကောင် လေးကောင်ပေါ့နော်အဓိကလေးကောင်မှာတနည်းနှစ်ယောက်ကအစ်စ်ပါဇက်ကောင်အစ်စ်တွေဖြစ်တဲ့အတွက်အဲ့အစ်စ်တွေကိုကျွန်တော် train ရတဲ့အချိန်ကြီးရှိပါတယ်ဆိုတော့တားစားတာပြောင် train ရတယ်ကျွန်တော်တို့ဒီအဲရိုက်ကွင်းမှာမှတင်တာထက်ကျွန်တော်တို့ဒါ pre တေချာလေးတော်တော်လေးလုပ်ပြီးတော့မှရိုက်ကူးရတဲ့ကားပေါ့ဆိုတော့အမှတ်တရလေးတော့အရင်များပါတယ်တချို့တချို့ရက်တွေဆိုအဲ့လိုမနက်ခင်းအဲ့လိုစောတော်တော်လေးစောစောထားရိုက်ကြတဲ့ရက်တွေဆိုအမှတ်တရတွေပဲပြောဖို့လည်းကောင်းပါတယ်အဓိကပြောစရာကောင်းတဲ့အမှတ်တရအများကြီးရှိပါတယ်။ဘာဘာမှာတော်တော်လေးဆင်းရဲခဲ့ပြီးသွားပြီ။ နောက်တစ်ခါချက်ပြီးစီးရင်မခံနိုင်တော့ဘူးအဲ့လူကမေးကိုမချစ်ဘူးဗျာမေးလည်းမချစ်ဘူးလားမေးရှိတာကျွန်တော်ကိုမဟုတ်ဘူးပတ်စံနေရှိရယ်အဲခုနပြောသလိုပါပဲကျွန်တော်တို့ pre မှာပေါ့နော်အခြေမောင်းရသာတရုပ်ဆောင်နေလေ့ကျင့်ကြရတယ်အဲဘယ်လိုဘယ်လိုပုံစံလိုချင်နေဆိုတာ driver ကအဓိကဆုံးဖြတ်တယ်ပေါ့နော်ဆိုတော့ driver ရဲ့ဆုံးဖြတ်ပုံမှာပဲအဲလေ့ကျင့်ပြီးတော့တရုပ်ဆောင်ကြရတဲ့အတွက်အာကျွန်တော်တို့အခက်အခဲတွေတော်တော်များများ pre မှာဖြေရှင်းခဲ့တာပေါ့နော်အဲ့တော့ရိုက်ခွဲမှာတော့အဆင်ပြေပါတယ်ဗျာ ြစ်သွားတဲ့နာလေးပိတ်တက်တယ်အချက်နေကြတယ်ပြီးပါဘူးအဲမဟုတ်ဘူးလေမနောမူးစောဖြစ်သွားတာပေါ့နော်ရုပ်ကကျွန်တော်ကတော့အပြင်မှာကျွန်တော်ဂီလာမင်းရောကျွန်တော်မဂီဘူးဆိုတာချက်ချင်းဖြေမှာပေါ့ဒါမှမဟုတ်သာချက်ချင်းမဖြေရအောင်ဆိုတာရှင်းရှင်းအန်ဩဝါသေးရအောင်ဆိုတော့အဲ့ဒါလေးတော့ရှိရအောင်ဟုတ်ကဲ့ကမ်ဘက်ဆိုတာဒါကျွန်တော်ခေါင်းဆောင်အနေနဲ့ပေါ့နော်တယောက်တည်းအဲဘယ်လိုပြောမလဲ leading role မှာမှာ screen time များများနဲ့တရုပ်ဆောင်ခွင့်ရတယ်တရုပ်ဆောင်ခွင့်ရတဲ့အခါမှာလည်းကျွန်တော်ကိုယ်တိုင်စိတ်ကြိုက်ဇလန်းမှာအဲစူးစမ်းခွင့်ရထားတဲ့ဇာကားလေးလည်းဖြစ်တယ်ဆိုတော့အဓိကတော့ကျွန်တော်ရဲ့ပရိသတ်တွေ ျွန်တော်ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုယုံကြည်ထားတဲ့ပြည်သက်တွေလာရောက်ကြည့်ရှုအားပေးဖို့တကယ်တိုက်တွန်းပါတယ်ဘာလို့လဲဆိုတော့အဲကျွန်တော်ကျွန်တော်ပြည်သက်တွေမျက်နှာမငယ်စေအောင်ကျွန်တော်တို့ဂျူစာထားပါတယ်ကျွန်တော်တို့ဒီသွေးမြေတစ်ဖွဲ့လုံးအကောင်းဆုံးဖြစ်အောင်သဘာဝကြကြနဲ့အဲလူတွေရဲ့စိတ်ခံစားချက်တွေပေါ်လွင်အောင်မိုးစော်ဖြစ်နေအောင်ကျွန်တော်ဂျူစာထားပါတယ်ဆိုတော့လာရောက်ကြည့်ရှုအားပေးဖို့တော့ဖိတ်ခေါ်လိုပါတယ်ခင်ဗျာ